ဒါမြန်မာဝတ်ဆောင်ကတော့ဝတ်ပိုဝေးရမှာပေါ့နော်ဆိုပြီးတော့ဒီအမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာဝတ်ဆောင်ကတော့ဝတ်ကိုဝေးရမှာပေါ့ဟိုဘယ်လိုရောထိုင်မသိမ်းတဲ့အမြင်တိုင်းမင်္ဂလာဆောင်သွားပြီလို့ထင်ထင်ကြရမျိုးလေးလည်းရှိရပါတော့ဟုတ်အော်ဒီအနုပညာရှင်ဆိုတဲ့အခါကျတော့ဒီ page တွေပေါ့နော်ဒါဒါအကိုတို့အမတို့ဆိုရင်ဒါဟိုဘယ်လိုပြောမလဲတကယ် real assessment media တွေဒါပေမဲ့တချို့ကျတော့လည်းအဲ့လို media မဟုတ်ဘူး ဒါပေမဲ့ဟိုဘယ်လိုပြောမလဲကိုကကို page ထောင်ပြီးတော့ကိုရေးချင်တာတွေကိုပြောချင်တာတွေရှောက်ပြောနေတဲ့ page တွေလည်းရှိရပါ့ဒီကားမှာတော့စပီးကအ ဒီရမုံဆိုရဲမင်းကလေးနေရာနေပြီးတော့တေးဥဆောင်มาဖြစ်ပါတယ်။အာဒီကားလေးကလည်းဟိုတကယ် real ပေါ့เนาะအပြင်မှာလည်းတကယ်ဖြစ်ခဲ့တဲ့ story လေးတစ်ခုဆိုရဲအခါကျတော့အာဒီကားလေးကိုတော့ဆိုပြီးတော့အကောင်းဆုံးတက်နိုင်ဆုံးပြင်ဆင်ပြီးတော့ရပ်ပြီးသားပါမယ်ရှင်။ဟုတ်။အာအဓိကကတော့ဆိုပြီးတော့ဒီ ကာရက်တာတစ်ခုဆိုလို့ရှိရင်ဟိုစိတ်ပိုင်းဆိုင်ရာရောအကုန်လုံးပေါ့နော်ပြင်ဆင်ဖို့လိုအပ်တယ်။ပြီးတော့ဒီဒီကာရက်တာနဲ့လိုက်ဖက်တဲ့အဝတ်အစားပိုင်းဆိုင်ရာလေးတွေကအစားပေါ့နော်။ဆိုပြီးတော့အဲဒီစကလုံးလေးတွေကအစားကြိုပြီးတော့ပေါ့နော်ဖတ်ထားတယ်။တခြားလေးတော့ကြိုပြီးတော့ပြင်ဆင်ထားပါတယ်။ဟုတ်ကဲ့။ဒီနိမိတ်နဲ့ပတ်သက်ပြီးတော့ကတော့ဆိုပြီးတော့ဒီကားကြီးရိုက်မယ်ပြီးတော့ကြော်ညာလေးတွေပေါ့နော်ကြော်ညာလေးတွေပေါ့တက်လေးနဲ့ ရှိပါရှင်။အော်အဲ့ဒါကအခုဒီဆိုပြီးတော့ရိုက်မဲ့ဒီအကယ်၍ဆိုရဲရုပ်ရှင်ကားကြီးပေါ့နော်ရုပ်ရှင်ကားကြီးထဲမှာသုံးမဲ့ဇဝင်ကန်ပုံဇဝင်ကန်ပုံဆိုဆိုပြီးတော့ဒီကားမရိုက်ခင်မှာဟိုကြိုပြီးတော့ရိုက်ရတာပေါ့နော်ကြိုပြီးတော့ဟိုဒီဟာဓပုံအနေနဲ့အသုံးပြုဖို့ဇဝင်ကန်မှာအသုံးပြုဖို့လေးရှိရဲ့ရှိရဲ့ဆိုတော့အဲ့အတွက်ကိုဒါဒရိုက်တာကြိုပြီးတော့ရိုက်ရတယ်ဟာကြိုပြီးတော့ရိုက်ခိုင်းတာပေါ့အဲ့ဒါလေးရိုက်တာပါဒါမဲ့လည်းလိုပဲရှောက်ပြီးရေးတာပေါ့ အာဒီအနုပညာရှင်ဆိုတဲ့အခါကျတော့ဒီ page တွေပေါ့เนาะဒါဒါအကိုတို့အမတို့ဆိုရင်ဒါဟိုဘယ်လိုပြောမလဲတကယ် real assessment media တွေဒါပေမဲ့တချို့ကျတော့လည်းအဲ့လို media မဟုတ်ဘူးဒါပေမဲ့ဟိုဘယ်လိုပြောမလဲကိုယ့်အကို page ထောင်ပြီးရောကိုရေးချင်တာတွေကိုပြောချင်တာတွေရှောက်ပြောနေတဲ့ page တွေလည်းရှိရပါတော့ဆိုတော့ ဟိုဘယ်လိုပြောမလဲခါခါကြတာလဲအနုပညာရှင်တွေဂျာအနုပညာရှင်တွေအနေနဲ့အခက်အခဲဖြစ်ရတာမျိုးလေးတော့လည်းရှိတာပေါ့ဟုတ်အော်ဒီထိုင်မသိန်းတို့ခါဝင်တို့ဆိုတောက်လျှောက်ဝေးရတောက်လျှောက်အမြဲဝေးရတယ်ဆိုပြည့်ဆိုရင်ဒီဘယ်လိုပြောမလဲမင်္ဂလာဆောင်တဲ့ຢာတီဆိုရင်ထိုင်မသိန်းနေအများကြီးဝေးရတယ်အများကြီးဝတ်တိုင်းလဲဆိုပြီးတင်ပါတယ်။ဘာလို့ဆိုဆိုပြီးတော့ဒါကြော်ညာဖြစ်တဲ့တကြမှုလို့အာကိုကိုအာကြော်ညာတဲ့ကြာဘယ်လိုပြောမလဲ ဒီ client အတွက်ကိုဒါကြောင်ကြာ posting ပေးရမျိုးရှိရယ်ဆိုပြလေအမြင်နဲ့တင်ပါတယ်အဲ့လိုမျိုးလေးဒါပေမဲ့တချို့ကြာလည်းဟိုဘယ်လိုရောထိုင်မသိနဲ့အမြင်တိုင်းမင်္ဂလာဆောင်သွားပြီလို့ထင်ထင်ကြရမျိုးလေးလည်းရှိရပါတော့เนาะဟုတ်ဒါမြန်မာဝတ်ဆောင်ကတော့ဝတ်ပိုဝေးရမှာပေါ့နော်ဆိုပြီးတော့ဒီအဲမြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲမြန်မာဝတ်ဆောင်ကတော့ဝတ်ကိုဝေးရမှာပေါ့ မောင်လေးပိုင်တခွန်ရဲ့မင်္ဂလာပွဲလေးလက်တက်ရောက်ဖြစ်ပါတယ်။ဘာဘာပြောဆိုပြရတော့ကိုလဲလေဟိုကိုလဲအားတယ်ကိုလဲရန်ကုန်မှာလည်းရှိရဲကိုလဲသွားလို့တစ်ခါခါကြလည်းနေရောက်နေရမျိုးတွေခီးလွန်နေရမျိုးတွေရှိရပေါ့နော်။အဲ့လိုမျိုးဆိုရင်တော့ဆိုပြီးမသွားဖြစ်တဲ့ပွဲလေးရှိရဲ။ဒါပေမဲ့တောင်းတန်ကတော့ဆိုပြီးဒီမှာလည်းရှိရဲသွားလို့လည်းအဆင်ပြေရအားလည်းအားတယ်ဆိုလို့ရှိရင်ဆိုပြီးအနုပညာရှင်တွေရဲ့မင်္ဂလာပွဲတိုင်းကိုကိုဖိတ်ချတဲ့ပွဲတိုင်းဆိုပြီးတက်ဖြစ်တယ်ပေါ့နော်။ဆိုတော့အခုလဲဒါမောင်လေးပိုင်တခွန် ရက်မင်္ဂလာပွဲလေးကိုတက်ရောက်ပြီးတော့ချီးမြှင့်ဖြစ်ပါတယ်ဟိုအင်တာမလည်းတီတီနူးဖို့လည်းကောင်းတယ်ပျော်ဖို့လည်းကောင်းပါတယ်ဟုတ်